တင်ဆက်ပေးမယ့်သတင်းကတော့ဟာဖတ်တက္ကသိုလ်မှပြပကျောင်းသားများတောင်းတခွင့်ပိတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ကမ္ဘာကျောက်တက္ကသိုလ်တစ်ခုဖြစ်တဲ့ဟာဗတ် တက္ကသိုလ်မှာပြပကျောင်းသားတွေကျောင်းတက္ကသိုလ်ပြင်လိုက်တယ်လို့သိရပါဗျ။အမေရိကန်ပြည်ထောင်စုဝန်ကြီးဌာနကပြပကျောင်းသားတွေကိုကျောင်းတက္ကသိုလ်ပြင်လိုက်တဲ့ကျောင်းသားနဲ့ပတ်သက်ပြီးဟာဗတ် တက္ကသိုလ်ကပဋိပက္ခတွေဖြစ်ပွားအောင်အစာပြူရာမျိုးတွေလုပ်ခဲ့တဲ့အပြင်ကျူးဆန်းခြင်းစစ်ချက်တွေမြင့်တက်အောင်တွန်းအားပေးတာနဲ့အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေတဲ့လွတ်လပ်တွေကြောင့်ပြပကျောင်းသားတွေကိုလက်ခံတင်ကြရမျိုးမလုပ်ဖို့အတွက်ပြင်ပင်ခဲ့ရဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါဗျ။ အဘဒကတို့မှာလက်ရှိတရောင်နေတဲ့ចောင်းသားចောင်းသူတွေအနေနဲ့အမေရိကန်နိုင်ငံအတွင်းမှာပြပចောင်းသားတွေကိုလက်ခံတင်ကြခွင့်ရှိတဲ့တခြားတက္ကသိုလ်တွေကိုပြောင်းလဲတရားမှာဖြစ်ပါတယ်။ចောင်းလာကကိုတွင်ထားပြီးသားចောင်းသားចောင်းသူတွေကိုဟာဘတ်တက္ကသိုလ်ဘက်ကတွင်ထားတဲ့ចောင်းလာကတွေပြန်ထုတ်ပေးရမယ်လို့လည်းသိရပါတယ်။ဒီသတင်းကိုတော့ညင်ကြောင်းမှာပြပူလာပါဗျ။